Hallelujah. 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 အခွင့်ခါကောင်းကို ပြင်ဆင်ပေးတဲ့ဘုရားရဲ့နာမကိုချီးမွမ်းပါရယ်။ဘုရားရှင်ဟာကောင်းမြတ်တော်မူ၍ဂယုဏတော်အစဉ်အမြဲတည်တဲ့အတွက်ကြောင့်ဒီကနေ့ဒူးတကွနှုတ်ကပတ်တော်ဝေငှရသောအခွင့်ကို ပြင်ဆင်ပေးတဲ့ထိုဘုရားရှင်ရဲ့နာမပုံကြည်ပါစေ။ ီကနေ့အတူတကွနှုတ်ကပတ်တော်ခံယူရမယ့်ခေါင်းစဉ်ကတော့အခိုက်အတန့်ဆိုတဲ့အရာလေးနဲ့ဒီကနေ့အတူတကွနှလုံးသွင်းကြရမှာဖြစ်ပါတယ်။သုတ်တန်ကျမ်းအခန်းကြီး16အငယ်9ဖြစ်ပါတယ်။လူဒီမိမိသွားရလမ်းကိုစိတ်ထဲမှာကြံစီ၏သို့တော်လေ သူဤခြေရာတို့ကိုသာရဖျားစီရင်တော်မူ၏ပြန်ဖတ်ပါမယ်သုတ်တန်ကျန်အခန်းကြီး16အငယ်ကိုလူဒီမိမိသွားရလမ်းကို စိတ်ထဲမှာကြံစီ၏သို့တော်လဲသူဤခြေရာတို့ကိုသာဝရဖျားစီရင်တော်မူ၏ကျွန်တော်တို့မိတ်ဆွေနဲ့ကျွန်တော်တို့လူသားတွေရဲ့ အကြံအစီတိုင်းဟာကျွန်တော်တို့လှုပ်ဆောင်ချက်လှုပ်ဆောင်ကျွန်တော်တို့ရဲ့အကြံအစီတိုင်းဟာမိမိတို့ရဲ့အကြံအစီတိုင်းဟာမိမိတို့ဖာသာမိမိတို့လှုပ်ဆောင်ကြတော့လေကျွန်တော်တို့လှုပ်ဆောင်တာဖြစ်တယ်ကျွန်တော်တို့ရဲ့အကြံစီတွေအားလုံးကို ျွန်တော်တို့ကိုနိုင်ကလှုပ်ဆောင်တာဖြစ်ပါတယ်။ဒါပေမဲ့လည်းကျွန်တော်တို့ရဲ့အကြံအစီတွေကျွန်တော်တို့ရဲ့လူချင်းတဲ့အရာတွေအားလုံးကိုကျွန်တော်တို့စူးစမ်းကြပြီးမဲ့လေ။အဲ့ဒီအကြံအစီတွေအဲ့ဒီအရာတွေအောင်မြင်ဖို့ရန်အတွက်အောင်မြင်ကြော်လွားဖို့ရန်အတွက်ကတော့ဘုရားတခင်လက်ထဲမှာရှိတယ် ဘုရားတခင်သာလင်ကျွန်တော်တို့ရဲ့အောင်မြင်ခြင်းကိုလုတ်ပေးနိုင်တာဖြစ်ပါတယ်ဘုရားအလိုတော်ရှိမှသာလင်ဘုရားအကြံအစီဘုရားအလိုတော်ရှိမှသာလင်ကျွန်တော်တို့ရဲ့ရည်မှန်းချက်တွေကျွန်တော်တို့ရဲ့လိုချင်တဲ့အရာတွေကျွန်တော်တို့ရှောက်လန်းတဲ့အရာတွေကျွန်တော်တို့ဟာရရှိမယ်အောင်မြင်မှာ ဖြစ်ဖြစ်ပါတယ်ဆိုတဲ့အရာလေးကို ကျွန်တော်ဒီကနေ့ ပနာမအနေနဲ့ခွန်အားပေးချင်ပါတယ်။တောရှုသားရှောလူဟာဓမ္မသက်တန်ရှင်းတော်သူလူမျိုးတွေစီမှာသွားပြီးမှနှုတ်ကသူဟာအဲ့ဒီလူတွေကိုညင်ပန်းနှိပ်စက်ဖို့သွားတာဖြစ်ပါတယ်။ဓမ္မသက်တန်ရှင်းတော်ပြည်သူပြည်သားတွေကိုတတ်ဖြတ်ဖို့လှုပ်ကြံဖို့ရှောလူဆိုတဲ့ပေါ်လူရှောလူရှောလူဆိုတဲ့ပေါ်လူ ို့သွားပါတယ်ဒါပေမဲ့အဲ့ဒါကသူ့ရဲ့အကြံစီဖြစ်တယ်သူ့ရဲ့သွားတဲ့လမ်းဖြစ်တယ်ဒါပေမဲ့သူ့ရဲ့ခြေရာတွေကိုထာဝရဘုရားကစီရင်ပေးတာဖြစ်တယ်သူသွားတဲ့လမ်းခရီးကိုထာဝရဘုရားကစီရင်ပေးတဲ့အချိန်မှာလူတွေကိုတပ်ဖြတ်ဖို့ငင်းဆဲဖို့ဓမ္မသက်ဓမ္မသက်တန့်ရှင်းတော်သူတွေကိုတပ်ဖြတ်ဖို့ လောက်ကြံဖို့သူသွားတဲ့အချိန်မှာသူကိုယ်တိုင်ဟာနောက်ဆုံးမှာရောက်ရှိသွားတဲ့အချိန်မှာဖရားရဲ့တကူဖရားရဲ့ဘုံဖရားကနေသူ့ရဲ့ခြေရာတိုင်းကိုသူကရှောက်သွားတဲ့အချိန်မှာဖရားကလှုပ်လှုပ်ပေးလိုက်တဲ့အချိန်မှာအလင်းတန်းကြီးကတန်ရှင်သောဝိညာဉ်တော်တည်ဟူသောအလင်းတန်းကြီးနဲ့တွေးဆုံလိုက်တဲ့အချိန်မှာ ရှောလူရဲ့အသက်တာဟာပြောင်းလဲသွားပြီးမှသူ့ရဲ့အကြံအစီတစ်ခုမှမထမြောက်ပဲဖခင်ရဲ့အကြံစီအတိုင်းဖြစ်သွားပြီးမှရှောလ်ကိုလာရှောလူကိုတိုင်းနောက်ဆုံးမှသူကခရစ်ယာန်ဖြစ်လာတယ်လူကိုတပ်ဖြတ်ဖို့လူတွေကိုကြံစီဖို့သွားတဲ့ရှောလူဟာ သူ့ရဲ့အသက်တာပြောင်းလဲသွားပြီးမှသူကိုတိုင်းဖခင်ရဲ့လူဖြစ်လာတယ်ခရစ်ယာန်ဖြစ်လာတယ်ဆိုတာကျွန်တော်တို့နှုတ်ကပတ်တော်ထဲမှာ တွေ့ရတာဖြစ်ပါတယ်။ဒါကြောင့်မိတ်ဆွေအခိုက်အတန့်ဆိုတာကခဏတာလေးရောက်ရှိလာတဲ့အချိန်ဟာအခိုက်အတန့်ဆိုတာကျွန်တော်တို့လိုချင်လို့ကျွန်တော်တို့တောင်းတနေလို့ကျွန်တော်တို့တောင်းဆိုနေလို့အဲ့ဒီအခိုက်အတန့်ကရောက်ရှိလာတာမဟုတ်ဘူးမိတ်ဆွေအဲ့ဒီအခိုက်အတန့်ကမိတ်ဆွေစီကိုရောက်ရှိလာတာဖြစ်တယ် အခိုက်အတန့်ဟာကျွန်တော်တို့ကတောင်းဆိုလို့ရတဲ့အရာမဟုတ်ဘူးအခိုက်အတန့်ဒီကျွန်တော်တို့စီကိုတန်းတန်းပြီးမှလက်တပြတ်အတွင်းမှာရောက်ရှိလာတဲ့အရာဖြစ်ပါတယ်ဆိုတဲ့အရာလေးနဲ့ကျွန်တော်ဒီကနေ့အနည်းငယ်ပဏာမအနေနဲ့ကျွန်တော်ခွန်အားပေးချင်ပါတယ်အဲ့ဒီအခိုက်အတန့်ကကျွန်တော်တို့စီမှာဘာဖြစ်လို့ရောက်ရှိလာသလဲဆိုတော့ကျွန်တော်တို့ရဲ့တောင်းဆိုခြင်းမဟုတ်ပဲဖရာတခင်ရဲ့ I see a sin တခုဖရာတခင်ရဲ့ကြီးမားသောအကြံအစီရှိတဲ့အတွက်ကြောင့်အဲ့ဒီအခိုက်အတန့်ဟာမိတ်ဆွေနဲ့ကျွန်တော်စီမှာရောက်လာတာဖြစ်ပါတယ်မိတ်ဆွေအဲ့ဒီချိန်မှာအဲ့ဒီအခိုက်အတန့်ရောက်ရှိလာတဲ့အခိုက်အတန့်လေးကိုခဏသာအချိန်လေးကိုမိတ်ဆွေနဲ့ကျွန်ုပ်ဒီကောင်းကောင်းလေးအသုံးချတတ်ဖို့လိုပါတယ် မိတ်ဆွေနဲ့ကျွန်ုပ်ဒီခေါင်းဆောင်ကောင်းတယောက်ဖြစ်နိုင်တယ် leadership ကောင်းတယောက်ဖြစ်နိုင်တယ်ဒါမှမဟုတ်လို့ရှင်တော့မိသားစုထဲမှာမိသားစုကိုအုပ်ချုပ်နေတဲ့အုပ်ထိန်းသူဖြစ်နိုင်တယ်ဒါမှမဟုတ်လို့ရှင်မိတ်ဆွေဟာတကယ်တရားဟောစရာဓမ္မတရားဟောစရာတယောက်ဖြစ်ခြင်းဖြစ်နိုင်လိမ့်မယ်တရားတူကြီးဖြစ်ခြင်းဖြစ်နိုင်လိမ့်မယ်။ဆရာဝန်ကြီးဖြစ်ခြင်းဖြစ်နိုင်လိမ့်မယ်။ចောင်းသားဖြစ်ခြင်းဖြစ်နိုင်လိမ့်မယ်။ ်နိုင်ငံတော်ကိုအုပ်ချုပ်နေတဲ့သမရဝင်ကြီးတွေဖြစ်ချင်းဖြစ်နိုင်ပါလိမ့်မယ်ဒါပေမဲ့မိတ်ဆွေဘယ်နေရာမှာပဲဖြစ်ဖြစ်ဘယ်ရာထူးနဲ့ပဲနေနေဘယ်လူမျိုးပဲနေနေမိတ်ဆွေနဲ့ကျွန်ုပ်ရဲ့အထဲမှာကျွန်ုပ်စီမှာအခိုက်အတန့်ဆိုတဲ့အရာတစ်ခုဖြစ်ပျက်နေတဲ့ဒုက္ခဆင်းရဲခြင်းဝမ်းနေကြွယ်ခြင်း အဲ့ဒီပြဿနာတစ်ခုခုဟာမိတ်ဆွေနဲ့ကျွန်ုပ်စီမှာအမြဲတမ်းရောက်ရှိလာတတ်ပါတယ်။ဒီနေ့မရောက်သေးဘူးဆိုရင်လေအဲ့ဒီပြဿနာဒုက္ခအခိုက်အတက်မှာရောက်ရှိလာတဲ့အရာဟာနောက်မှရောက်လာအောင်မှဖြစ်ပါတယ်။ဂျန်နဲ့ရူလွေလေကတော့ကျွန်တော်စီမှာတော့နေ့တိုင်းအဲ့ဒီအခိုက်အတက်ဆိုတာဒုက္ခတွေကရောက်လာတယ်။ဝမ်းနဲ့ကြည်ကွဲခြင်းနောက်ဆက်ခြင်းဆိုတာလက်တပြက်အတွင်းမှာအမြဲတမ်းရောက်လာတဲ့အရာဖြစ်ပါတယ်။ အဲ့ဒီချိန်မှာကျွန်တော်တို့ပါဆင်ခြင်ရမလဲဘယ်လိုပြင်ဆင်ရမလဲမိတ်ဆွေအဲ့ဒီအခိုက်အတန့်ဆိုတဲ့အရာဟာကျွန်တော်တို့ရဲ့တောင်းတချင်းကျွန်တော်တို့ရဲ့တောင်းဆိုချင်းကျွန်တော်တို့ရဲ့လှုပ်ဆောင်ချင်းကျွန်တော်တို့ဖြစ်ချင်းလို့ရောက်လာတာမဟုတ်ဘူးမိတ်ဆွေအခိုက်အတန့်ကသင်စီမှာရောက်လာတာဖြစ်တယ်။သင်မမျော်လင့်တဲ့အချိန်မှာရောက်လာတာဖြစ်တယ်။အဲ့ဒီအခိုက်အတန့်ရောက်ရှိလာခြင်းဟာ ျွန်တော်တို့ထာဝရဘုရားတခင်ရဲ့ကြီးမားသော အကြံအစီတစ်ခုခုတင့်စီမှာရောက်လာတော့မယ်ဆိုတာမိတ်ဆွေတတိထားစေချင်ပါတယ်။သူအလိုအလျောက်ရောက်လာတာမဟုတ်ဘူး။ဘုရားရဲ့အကြံအစီဘုရားရဲ့အစီအစဉ်ဟာတစ်ခုဟာတကယ်ကြီးမားတဲ့အရာတင့်ဘဝမှာရောက်လာတော့မယ်ဆိုတာမိတ်ဆွေတတိထားစေချင်တယ်။ အဲ့ဒါကြောင့်အဲ့ဒီအခက်အတန့်ဟာတင့်စီမှာရောက်ရှိလာတာဖြစ်ပါတယ်အဲ့ဒီလိုအခက်အတန့်တစ်ခုခုဒုက္ခပဲဖြစ်ဖြစ်ဝမ်းနေကြွယ်ချင်းပဲဖြစ်ဖြစ်တင့်ဘဝတင့်ရဲ့အတ္တတာနဲ့ရင်ဆိုင်ရတဲ့တင့်ရဲ့အသက်တာနဲ့ယဉ်ဆိုင်ရအသက်ရှင်ခြင်းနဲ့ယဉ်ဆိုင်ရတဲ့ဒုက္ခတစ်ခုခုရောက်လာတဲ့အချိန်မှာ သင်ဟာဘာတွေပြင်ဆင်ရမလဲကျွန်တော်တို့ဘာလုပ်ရမလဲမိတ်ဆွေဘုရားရှင်ကသူ့ရဲ့လူတွေကိုနေစဉ်တတူဝဒါမှမဟုတ်မချမ်းမလက်အခိုက်တဲ့အချိန်မှာအဲ့ဒီအခိုက်အတန့်တွေကိုဘုရားရှင်ကကျွန်တော်တို့စီမှာရောက်စေလာတာဖြစ်ပါတယ်တနည်းပြောရမယ်ဆိုရင် ူရဲ့သားသမီးတွေရဲ့ယုံကြည်ခြင်းသူရဲ့သူ့သားသမီးတွေက သူ့အပေါ်မှာဘလောက်ထိ စိတ်ချယုံကြည်မှုရှိတယ်လဲဆိုတာစုံစမ်းစာမေးပွဲဖြေခိုင်းခြင်းဖြစ်ပါတယ်မိတ်ဆွေနဲ့ကျွန်ုပ်ဒီဘုရားတခင်ကကျွန်တော်တို့ကိုအမြဲတမ်းကောင်းကြီးပေးတတ်တယ်လို့ ျွန်တော်တို့ကအမြဲတမ်းကောင်းကြီးပေးတတ်တယ်လို့မပေးတဲ့အချိန်လည်းရှိတယ်။အဲ့ဒီအချိန်မှာကျွန်တော်တို့ဒီဖះကိုပြန်၍ကောင်းကြီးပေးတတ်တော်သူဖြစ်ရမယ်။ Blessing o oh my soul ကျွန်တော်နှုတ်ကပတ်တော်တခြင်းထဲမှာရှိတယ်ဖះဒီကျွန်တော်တို့ကိုအမြဲတမ်းကောင်းကြီးပေးတယ်လို့ကျွန်တော်တို့ဒီလေဖះကိုပြန်၍ကောင်းကြီးပေးတတ်သောအစ်အထိကျွန်တော်တို့ယုံကြည်သူသားသမီးတွေဟာ ဲ့ဒီအစင်ကိုရောက်ရတော့မယ်။ဖခါကိုပြန်ရေးကောင်းကြီးပေးတတ်တော်သူဖြစ်စေရမယ်။တဏီအဖြစ်ဖခါရဲ့စိတ်တော်ကိုထိတွေ့စေတော်သူဖြစ်စေရမယ်။ကျွန်တော်တို့ရဲ့ခရစ်ယာန်အတ္တဟာအဲ့ဒီချိန်မှာဖခါရှင်ကနေအခိုက်အတန့်မှာကျွန်တော်တို့ကိုအဲ့ဒီလိုစာမပွဲဖြေခိုင်းတဲ့ချိန်မှာကျွန်တော်တို့ဟာစာမပွဲကိုကောင်းမွန်စွာအောင်မြင်တတ်တော်သူ ready ဖြစ်နေရမယ်။ယုံကြည်သားသူ ယုံကြည်သူသားသမီးတွေဟာအဲ့ဒီလိုဖခင်ရဲ့စုံစမ်းခြင်းဖခင်ရဲ့သူ့ရဲ့အကြံစီတွေအဲ့ဒီစာမေးပွဲကို အောင်မြင်လိုက်ပြီဆိုရင်မိတ်ဆွေသင်ဟာ စိတ်ချလက်ချမနေတော့ပါ နေဖို့အချိန်မတော်သေးဘူးစိတ်ချလက်ချနေမဲ့အချိန်မရောက်ပါသေးဘူး ကျွန်တော်တို့ဒီအမြဲတမ်းစင်ချင်းတုံတရားနဲ့နှုတ်ကပတ်တော်တရားနဲ့ဆက်ပြီးဆက်ပြီးသွားရမှာဖြစ်ပါတယ်။ဖခင်နဲ့ကျွန်တော်တို့နဲ့စကားပြောပြီးရပြီးနဖူးတွေ့ဒူးတွေ့ဖခင်နဲ့တွေ့ဆုံသွားပြီးဆိုရင်လေကျွန်တော်တို့ဟာလူသားတယောက်ဖြစ်တည်အလျောက်ဇာတိနဲ့အမြဲတမ်းကျွန်တော်တို့ရဲ့ပဝင်းကျင်မှာဇာတိအရာတွေကရှိနေတာဖြစ်ပါတယ်။ကျွန်တော်တို့ကိုဝါမျိုးဖို့ ကျွန်တော်တို့ကိုနေစဉ်ချောင်းမြောင်းနေတဲ့သူရှိတယ်။အဲ့ဒီပဝင်းကျင်ရဲ့အတန်မျိုးစုံကိုကျွန်တော်တို့ကြားရမှာဖြစ်တယ်။နောက်ဆက်ချင်းမျိုးစုံတွေကိုပြန်ကြုံတွေ့ရမှာဖြစ်တယ်။စာမင်းပွဲအောင်သွားပြီဆိုရင်လေကျွန်တော်တို့ရဲ့ပဝင်းကျင်မှာနေတိုင်းကျွန်တော်တို့ကိုနောက်ဆက်မဲ့အတန်ပေါင်းမျိုးစုံကိုကြားရအောင်မှာဖြစ်တယ်။ အနောက်ရှက်မျိုးစုံကို ကြားရအောင်မှာဖြစ်ပါတယ်ဒါပေမဲ့မိတ်ဆွေအဲ့ဒီအတန်မျိုးစုံကိုနားထောင်တတ်ဖို့လိုတယ်နားစွန့်တတ်ဖို့လိုတယ်ရှုမြင်တတ်ဖို့လိုတယ်နေထိုင်တတ်ဖို့ဆင်ခြင်တုံတရားနဲ့နေထိုင်တတ်ဖို့လိုပါတယ်အဲ့ဒီအတန်အမျိုးမျိုးတွေထဲမှာတင်ပဝင်းကျင်ကအတန်အမျိုးမျိုးပေးလာလိမ့်မယ် အတန်အမျိုးမျိုးကြားရပါလိမ့်မယ်အဲ့ဒီအတန်တွေကြောင့်အဲ့ဒီစကားတွေကြောင့်အဲ့ဒီအနောက်ရှက်တွေကြောင့်စိတ်တက်မကြသွားပါနဲ့တင်ဘဝအတွက်တကယ်အရေးပါသောအတန်ကိုအဲ့ဒီအတန်အမျိုးစုံထဲမှာတင်ဘဝအတွက်အရေးပါဆုံးသောအတန်တတန်လေးပဲရှိတယ်အဲ့ဒီအတန်တတန်လေးကို နားထောင်တတ်ဖို့လိုပါတယ် အတန်မျိုးစုံထဲမှာအဲ့ဒီအတန်တန်လေးကိုသင်နားထောင်တတ်ဖို့လိုတယ်အဲ့ဒီအတန်တန်လေးကိုအာယုံစူးစိုက်တတ်ဖို့လိုပါတယ်နားစွန့်တတ်ဖို့လိုပါတယ်အဲ့ဒီအတန်ကတော့ထာဝရဘုရားရှင်ရဲ့အတန်တော်ကိုနားစွန့်တတ်ဖို့လိုပါတယ်ဟာလေလုယအဲ့ဒီအတန်ကြားခြင်းအပေါ်မှာသင်ဟာ တစ္ဆာရှိစွာဖြင့်တွာလာနေထိုင်ဖို့လိုပါတယ်တခါတလေသင်ဟာအောင်မြင်ကြော်ကြားနေတယ်ဖះရှင်အတုံးပြုနေတဲ့လူတယောက်ဖြစ်လာပြီဆိုရင်ဖះအတုံးခံထားတဲ့လူဖြစ်လာပြီဆိုရင်ဖះရဲ့နှုတ်ကပတ်တော်မှာတွာလာတတ်တော်သူဖြစ်လာပြီဆိုရင်သင်အပေါ်မှာကြီးလေသောကြီးမားသောဝင်ထုပ်တွေကသင်စီမှာရောက်လာတတ်ပါတယ် လူတွေမဖြေရှင်းနိုင်တော့တဲ့ဝင်ထုတ်တွေလူတွေမဖြေရှင်းမတတ်နိုင်တော့တဲ့အရာတွေတင်းစီမှာတင်းရဲ့ကောင်းပေါ်မှာရောက်လာတတ်ပါတယ်အဲ့ဒီကြီးမားသောဝင်ထုတ်တွေရောက်လာတတ်ပါတယ်ဘလောက်ပဲကြီးလေသောလေးလံသောဝင်ထုတ်ဖြစ်နေပါစေမိတ်ဆွေအဲ့ဒီဝင်ထုတ်ကိုထမ်းဖို့ရဲ့အတွက် ဖြည့်ရှင်းဖို့ရန်အတွက်သင်ဟာဒီလောကမှာဖះရှင်ကနေသင်ကို မွေးဖွားစေခိုင်းတာဖြစ်ပါတယ်သင်ဟာဒီလောကမှာမွေးဖွားလာတာဖြစ်ပါတယ်ဆိုတာမိတ်ဆွေမမေ့ပါနဲ့နှုတ်ကပတ်တော်ထဲမှာတွေ့ရပါတယ်ဝင်လေ၍ပင်ပန်းတော်သူအပေါင်းတို့ငါထံသို့လာကြလော့ငါတီချမ်းသာပေးမယ်သင်တို့ရဲ့ဝင်ကို ပော့ပေးမယ် ဘလောက်ပဲလေးလံတဲ့ဝင်ထုတ်တွေကြီးမားတဲ့ပြဿနာတွေကြုံနေရပါစေနှုတ်ကပတ်တော်ထဲမှာအမြဲတမ်းရှိပြီးမှဖျားနဲ့အမြဲတမ်းသွာလာပြီးမှနှုတ်ကပတ်တော်ကိုတန်ရှင်သောဝိညာဉ်တော်နဲ့သွာလာလှုပ်ရှားသောသူများဒီတန်ရှင်သောဝိညာဉ်တော်ကအဲ့ဒီဝင်ထုတ်လေးနေတဲ့ပြဿနာပေါင်းမျိုးစုံကိုပေါ်ပေါ်လေးနဲ့ဖြည့်ရှင်ပေးသွားပါတယ်ဟာလေလုယာဟာလေလုယာ နှုတ်ကပတ်တော်၌မာမာမမတ်ယက်တီဖို့လိုပါတယ်အဲ့ဒါကြောင့်အဲ့ဒီဝင်လေးနေတော့တဲ့အပေါ်မှာရောက်ရှိလာတဲ့ပင်ပန်းနေတော့ဒုက္ခပြဒနာပေါင်းမျိုးစုံ အသိတော်မှာဒုက္ခ ပေါင်းပြဿနာမျိုးစုံ community ထဲမှာကြုံနေရတဲ့အန္တရာယ်တွေတကဘာလုံးမှာရင်ဆိုင်နေရတဲ့အခက်အခဲပေါင်းများစွာအဲ့ဒီအရာတွေဟာမိတ်ဆွေနဲ့ကျွန်ုပ်ကဖြည့်ရှင်းဖို့ရဲ့အတွက် ကျွန်တော်တို့မှာတာဝန်ရှိတယ်အဲ့ဒီဝင်တွေကိုထမ်းဖို့ရအတွက် ကျွန်တော်တို့မှာတာဝန်ရှိတယ်အဲ့ဒီအရာတွေအတွက်ကိုဒီကဘာလောသားလူလူသားတွေအားလုံးကတင့်ကိုလိုအပ်နေတာဖြစ်တယ်ကျွန်ုပ်ကိုလိုအပ်နေတာဖြစ်ပါတယ်အဲ့ဒီချိန်မှာ တင်တဲ့ကျွန်ုပ်ဒီနှုတ်ကပတ်တော်ဒီဟူသောတခင်ယေရှုခရစ်တော်ထာဝရဘုရားတခင်တန်ရှင်သောဝိညာဉ်တော်ကိုအာကိုပြီးမှတန်ရှင်သောဝိညာဉ်တော်နဲ့သွာလာတော်သူများဒီထိုလေးသောဝိညာဉ်ကို ပေါ်ပါစွာဖြင့်ကျွန်တော်တို့ဖြည့်ရှင်နိုင်မှာဖြစ်ပါတယ်ထမ်းရွက်နိုင်မှာဖြစ်ပါတယ်အဲ့ဒီအဆင့်အထိရောက်ဖို့ရန်အတွက် အဲ့ဒီအရာတွေကိုဖြည့်ရှင်းပေးဖို့ရန်အတွက်မိတ်ဆွေနဲ့ကျွန်ုပ်ဟာဖခင်တခင်ကဖန်ဆင်းထားတဲ့သူတွေဖြစ်ပါတယ်။ယုံကြည်သူသားသမီးတွေဖြစ်ပါတယ်။အဲ့ဒီအရာတွေကိုဖြည့်ရှင်းပေးဖို့မိတ်ဆွေနဲ့ကျွန်ုပ်ဒီဒီလောကမှာမွေးဖွားလာတာဖခင်ကနေအကျံစီကြီးမားဆုံးသောအကျံစီကျွန်တော်တို့ကိုမွေးဖွားခိုင်းစေတာဖြစ်ပါတယ်ဆိုတာမိတ်ဆွေမမေ့ပါနဲ့။ တခါတရံမှာကျွန်တော်တို့ရဲ့ပခုံးပေါ်မှာကြီးမာတဲ့ဝင်ထုပ်ဝင်ပိုးတွေတင်ပေးလာတဲ့အချိန်မှာအဲ့ဒီဝင်ထုပ်ဝင်ပိုးတွေရောက်ရှိလာတာဟာလူတွေရဲ့တောင်းဆိုခြင်းကျွန်တော်တို့ရဲ့တောင်းဆိုခြင်းကျွန်တော်တို့ရဲ့ဖြစ်ခြင်းနဲ့အရာတွေမဟုတ်ပါဘူးအဲ့ဒီဝင်တွေကိုထမ်းဖို့ရင်အတွက်ကျွန်တော်တို့ဟာမှုွေးဖွာလာတယ်ဆိုတာမမေ့ပါနဲ့မိတ်ဆွေ ဲဒီဝင်တွေကလက်တပြက်အတွင်းမှာရောက်ရှိလာတာဖြစ်ပါတယ်ကျွန်တော်တို့လိုချင်လို့မဟုတ်ဘူးအဲဒီဝင်တွေကရောက်ရှိလာတာဖြစ်ပါတယ်အဲဒီအရာတွေကိုထမ်းဆောင်ရွက်ပေးနိုင်တဲ့အချိန်မှာတဲဟာဖះရနဲ့သွာလာလှောက်ရှားတဲ့အချိန်မှာအနာယောဂါတွေကိုငြိမ်းစေတဲ့အချိန်မှာ နတ်ဆိုးတွေကိုနှင်ထုတ်တဲ့အချိန်မှာသင်ဟာဖျားနဲ့နဖူးတွေဒူးတွေတွေးနေတဲ့အချိန်မှာအေဝင်ကေလိတရားများကိုတနိုင်ငံပြီးတနိုင်ငံဟောကြားနေတဲ့အချိန်မှာမိတ်ဆွေလူတွေရဲ့အားပေးခြင်းလူတွေရဲ့ချီးမွမ်းခြင်းလူတွေရဲ့ထောက်မှ မြောက်ပင့်ပေးခြင်းများကိုမိတ်ဆွေမလိုချင်ပါနဲ့ကျွန်တော်တို့ရဲ့အကြံအစီအတိုင်းကျွန်တော်တို့ရဲ့လိုချင်လို့ကျွန်တော်တို့ဖြစ်ချင်လို့ကျွန်တော်တို့လုံနေတာမဟုတ်ပါဘူး။ဖခင်ရဲ့အကြံစီတော်ထဲမှာဖခင်ကဆွဲခေါ်နေတော့ကြောင့်အဲ့ဒီအချိန်အခိုက်အတန့်လေးကိုဖခင်ကရောက်ရှိစေခိုင်းတာဖြစ်ပါတယ်။အဲ့ဒါ အဲ့ဒီဂျေဇူးတော်တွေကြောင့်ပါလေကျွန်တော်တို့ဒီသွာလာလှုပ်ရှားနိုင်ပြီးမှ ကျွန်တော်တို့ပြောဆိုနိုင်တာနှင်ထုတ်နေတာကျမ်းမာစေနိုင်တာဖြစ်ပါတယ်ဒါကြောင့်လူတွေရဲ့ချီးမွန်ကဲ့ရဲ့ခြင်းအရာတွေကိုလည်းမိတ်ဆွေမတောင့်တပါနဲ့မလိုချင်ပါနဲ့ဒီအရာလေးတွေဟာကျွန်တော်ရဲ့နှလုံးသားထဲမှာဒီညဖះရှင်ကနေပေါ်ပြခိုင်းတဲ့အရာဖြစ်တယ် ဖခင်ကနေကောင်းကြီးပေးပါစေဖခင်ကနေကျွန်တော်တို့ကိုမင်္ဂလာတွေပေးတယ်လို့ကျွန်တော်တို့ကလည်းဖခင်ရဲ့စိတ်တော်ကိုပြန်လည်၍ကောင်းကြီးပေးတော်သူများဖြစ်ဖို့လိုပါပြီမိတ်ဆွေဖခင်ကိုနေစင်နေနေမြဝမ်းမြောက်စေတတ်တော်သူတွေဖြစ်ဖို့ကျွန်တော်တို့ရဲ့အသက်တာတွေလှူအပ်နေပါပြီ hallelujah မိတ်ဆွေ မိတ်ဆွေရဲ့ရည်ရွယ်ချက်တွေမိတ်ဆွေပြည့်မြောက်ခြင်းနဲ့အရာတွေဟာလိုချင်တဲ့အရာတွေအဲ့ဒီရည်ရွယ်ချက်တွေကိုလိုချင်တဲ့ချိန်မှာရည်ရွယ်ချက်တွေရှိတယ်လို့ရည်ရွယ်ချက်အတိုင်းမလိုက်သွားပါနဲ့မဆောင်ရွက်ပါနဲ့မိတ်ဆွေလှုပ်ဆောင်စရာမလိုဘူးအဲ့ဒီရည်ရွယ်ချက်ကတင်ဖြစ်ချင်တဲ့အရာကတင်စီကိုပြန်ရောက်လာမှာဖြစ်ပါတယ်ဟာလေလုယာ အဲ့ဒီရည်ရွယ်ချက်သင်လို့ခြင်းတဲ့အရာတွေသင်ဖြစ်ခြင်းတဲ့အရာတွေကိုသင်အနေနဲ့ဆောင်ရွက်ခြင်းလှုပ်ရှားခြင်းမကြိုးစားပါနဲ့သင်ရဲ့ရည်ရွယ်ချက်တွေကသင်ဖြစ်ခြင်းတဲ့အရာတွေကသင်စီမှာတနေ့ရောက်လာမယ်အဲ့ဒီအရာတွေကသင်စီမှာ ပြန်ရောက်လာမှာဖြစ်ပါတယ်အဲ့ဒါဖရာရဲ့ကြီးမားသောအကြံစီတွေဖြစ်တယ် ဟာလေလုယာအဲ့ဒီအခြေအနေတွေကနေဒုက္ခဝေဒနာဆင်းရဲခြင်းတွေကနေလွတ်မြောက်ပြီးဖရားရဲ့ဘုံတော်ထင်ရှားစေဖို့ရဲ့အတွက် သင်ဟာဒီကဘာလောကမှာမွေးဖွားလာတယ်ဖြစ်တယ်ဆိုတာမမေ့ပါနဲ့မိတ်ဆွေဒီကြံပိုက်အဖြစ်ကျွန်တော်ခွန်အားပေးရင်နှုတ်ကပတ်တော်ကိုကျွန်တော်အဆုံးသတ်မှာဖြစ်ပါတယ် ။ဘုရားနဲ့39ခုမြောက်သောဆလံပိုင်ငယ်16မစုံလင်သေးသောကျွန်ုပ်ဤအလုံးအထွေးကိုလည်းကိုတော်ကြည်ရှု၍မြင်တော်မူပြီ။တရား39ခုမြောက်သောဆလံပိုင်ငယ်16မစုံလင်သေးသောကျွန်ုပ်ဤအလုံးအထွေးကိုလည်းကိုတော်ကြည်ရှု၍မြင်တော်မူပြီ။ ထိုးအရာတို့ကိုပြုပြင်၍တစုံတစ်ခုကိုမြမရှိမီကာလမှာကိုတော်ကနေကျွန်တော်တို့ရဲ့စည်င်းတွေကိုအကုန်အစင်မှတ်သားလျက်ရှိကြ၏ဆူလိုရဲတပေါ်ကမစုံလင်သေးတဲ့ကျွန်တော်တို့ဟာမစုံလင်သေးသောအလုံးအထွေဘဝဆိုတာတဒီတာတဒီတာလောင်းကာလာ မိခင်ရဲ့ဝမ်းပိုက်ထဲမှာတတိသားလောင်းကာလကြည်ရဘဝကိုဆူလိုတာဖြစ်တယ်အရေးဘဝကနေအရေးကြည်ဘဝလေးနဲ့ကျွန်တော်တို့ရှိနေတဲ့ချိန်မှာမိခင်တွေရဲ့ရှင်သားထဲမှာ အဲ့ဒီဘဝကိုစုလို့ရဖြစ်တယ်။အဲ့ဒီအချိန်ကစပြီးထိုးဘဝကလေးကကျွန်တော်တို့ကိုဖရာတခင်ကကျွန်တော်တို့ရဲ့ထာဝရဖရာတခင်ကမှတ်တမ်းတင်ထားတာဖြစ်တယ်။သူ့ရဲ့အသက်တာမှာဘလို့ဖြစ်လာမလဲ။အနာဂတ် future တွေကို ဖြစ်လာမဲ့အရာတွေအလုံးကိုဖယားကနေကျွန်တော်တို့ကိုသိရှိပြီးသားအမိဝမ်းထဲမှာ မမွေးခင်ကလေးကဖယားကနေကျွန်တော်တို့ကိုသိရှိထားတဲ့သူဖြစ်တယ်ကျွန်တော်တို့ရဲ့အနာကအကြံစီတွေအတွက်ဖယားကနေ ready အဲ့မှာ ready မှတ်တမ်းလုပ်ထားပြီးပြီ तू ဟာဘာဖြစ်လာမလဲဘယ်နေရာမှာရောက်လာမလဲဆိုတဲ့အရာကိုဖယားကနေမှတ်တမ်းတင်ပြတာဖြစ်ပါတယ် ကျွန်တော်တို့ရဲ့လှုပ်ဆောင်ခြင်းလွန်းလို့ကျွန်တော်တို့တတ်နိုင်လွန်းလို့ဖြစ်လာတာမဟုတ်ဘူးမိတ်ဆွေကျွန်တော်တို့ဒီကနေ့စားနိုင်တယ်တောင်းနိုင်တယ်ဒီကနေ့အသက်ရှင်နိုင်တယ်လောကမှာဒီကနေ့ဒီအချိန်ထိအသက်ရှင်သွားလာနိုင်တာတပါသောနိုင်ငံတွေမှာအမြင့်ဆုံးသောဒီလောကမှာတော့အမေရိကကိုရောက်ရှိလာနိုင်တာ အခြားသောနိုင်ငံတွေမှာရောက်ရှိသွားနိုင်တာကျွန်တော်တို့ရဲ့ကျမ်းမာခြင်းကျွန်တော်တို့ရဲ့စီးစိမ်ဥစ္စာတက်မြောက်ခြင်းတွေဟာကျွန်တော်တို့ကနေလူအပ်လို့ကျွန်တော်တို့ဖြစ်ချင်းလွန်းလို့မဟုတ်ပါဘူးကျွန်တော်တို့ရဲ့ရည်ရွယ်ချက်တွေဟာအဲ့ဒီရည်ရွယ်ချက်တွေဟာကျွန်တော်တို့စီမှာရောက်လာတာဖြစ်တယ်ဟာလေလုယာ ဖခင်ရဲ့အကြံစီကြီးမားသောအကြံစီကိုတနေ့ပြီးတနေ့ကျွန်တော်တို့ရဲ့အသက်တာမှာဖခင်ကအဲ့ဒီအသက်တာနဲ့တွာလာလှုပ်ရှားခိုင်းနေတာသူ့ရဲ့အကြံအစီထဲမှာတစ်ခုပြီးတစ်ခု သူ့ရဲ့အကြံစီတွေကိုဖခင်ကအကောင့်အထည်ဖော်နေတာဖြစ်တယ်ကျွန်တော်တို့ကအကောင့်အထည်ဖော်နေတာမဟုတ်ဘူးမိတ်ဆွေဒါကြောင့်ကျွန်တော်ဒီကနေ့ခွန်အားပေးခြင်းတဲ့အရာကတော့ လူတိုင်းဟာဆင်းရဲသားဖြစ်ဖြစ်လူကုန်တိုင်းတထေးကြီးတွေပဲဖြစ်ဖြစ်တမရပဲဖြစ်ဖြစ်ကျွန်တော်တို့ရဲ့ဘဝအသက်အတာမှာဒီကနေ့အချိန်အထိအခိုက်အတန့်ဆိုတဲ့အရာလေးတစ်ခုကရောက်လာတတ်တယ်ရောက်နေတဲ့သူတွေလည်းရှိနေပြီဂျုံနေတဲ့သူတွေလည်းရှိနေပြီနေစင်တဲ့အမြတ် ိုက်အတက်မှာကြုံနေရတဲ့ဒုက္ခပြဿနာတွေဝမ်းနဲ့ကြည်ခွဲခြင်းတွေလိုင်းလုံးတပိုးဒုက္ခဝေဒနာတွေကြုံနေရတာဖြစ်ပါတယ်အဲ့ဒီအခိုက်အတက်မှာရောက်ရှိလာတဲ့အချိန်မှာ အဲ့ဒီအခိုက်အတန့်ကကျွန်တော်တို့လိုချင်လို့ရောက်လာတာမဟုတ်ဘူးကျွန်တော်တို့တောင်းဆိုနေလို့ရောက်တာမဟုတ်ဘူးဖခင်ရဲ့အကြံစီကြီးမားလွန်းသောအကြံစီကျွန်တော်တို့စီမှာရောက်လာဖို့ရှိပြီဆိုတာကို မိတ်ဆွေတတိထားဖို့လိုပါတယ်ဖခင်ကနေအကြံစီ ကြီးမားသောအကြံစီကိုမိတ်ဆွေနဲ့ကျွန်ုပ်စီမှာပြီးရောက် ပိသရှိထားတဲ့အတွက်ကြောင့်သူရဲ့အကြံစီတစ်ခုပြီးတစ်ခုသူလှုပ်ဆောင်သွားတော့မှဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီအခိုက်အတန့်မှာရောက်လာတဲ့အရာအာလုံးပြဿနာအာလုံးကိုမိတ်ဆွေရောက်လာတဲ့အချိန်မှာပြုံးပြုံးကလေးဝန်ခံလိုက်ပါဘာအဖြစ်လဲယေရှုခရစ်တော်အဖြစ်နှုတ်ကပတ်တော်အဖြစ်တန်ရှင်သောဝိညာဉ်တော်အဖြစ် ကြီးမားသောအရာ ကြီးလေသောအရာကြီးမားသောဝင်ထုပ်တွေကိုလက်ခံလိုက်ပါ ပြုံပြုံလေးနဲ့ဘုရားရှင်ကနေအဲ့ဒီဝင်တွေကိုထမ်းပေးမယ်အခိုက်အတန့်မှာရောက်ရှိလာတဲ့ပြဿနာကိုဘုရားရှင်ကိုယ်တိုင်ကဖြေရှင်းပေးသွားမယ်ဆိုတဲ့အရာလေးကိုကျွန်တော်ဒီကနေ့ ခွန်အားပေးခြင်းပါတယ်။ကြာနာတော်သူအလုံးအပေါ်မှာဖျားရှင်အတေတဖန်ကောင်းကြီးပေးပါစေ။